လူပီတမ်းပြီဆိုလို့ရှိရင်တချို့ကကိုလူတဲ့အလူဒါနနဲ့ပတ်သက်ပြီးတော့အတ္တကိသန္ဒနံဒေတိတိတ်ပြီးတော့စိတ်ထဲမှာအလေးနဲ့အမှတ်မထားဘူးရော့အင်းဒီလိုပဲတာမန်ပေါ့ပေါ့လှူလိုက်တာအဲ့ဒါလိုပေါ့ပေါ့အလေးနဲ့မထားဘူးမှတ်တရမလုပ်ဖဲနဲ့တာမန်ကလှူလိုက်တဲ့ဒါနာမျိုး အစိတ်တိကတ္တဝါဒါနာလေးတိချင်းမြောင်လိုတဲ့စိတ်ပူဇော်လိုတဲ့စိတ်မဟုတ်ဘူးပြီးပြီးရောဆိုတဲ့တမန်ငါစိတ်မျိုးနဲ့လှူလိုက်တာမျိုးအတ္တဟထာဒါနာဒိဋ္ဌိကိုယ်တိုင်ကိုယ်လက်နဲ့လှုပ်တာမဟုတ်ဘဲနဲ့ဒုတိယအားယနေ့လွဲစေခိုင်းပြီးတော့လှူတာမျိုးအပဝိတံဒါနာဒိဋ္ဌိကို့မှာပိုးနေလို့ပေးပစ်တာမျိုးလို့ ပေးပြတဲ့ပစ္စည်းမျိုးလို့ကို့မှာသုံးမွေတော့လို့ပေးလိုက်တဲ့ပစ္စည်းမျိုးလို့လှူတာမျိုးအနာဂမနဒိဋ္ဌိကောကိုလုတ်တဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးဟာကိုစီတုံ့ပြန်ရောက်လာမှာပဲအလုတ်လုတ်အသေးဖွဲလေးကစပြီးတော့ reaction လို့ခေါ်တဲ့တုံ့ပြန်မှုတွေရှိတယ်လို့ဆိုတာကိုသိပြီးတော့အမြင်မရှိဘဲနဲ့လှူတဲ့အလှူမျိုးတွေ အဲ့ဒီလူမျိုးလူလူတဲ့ပုဂ္ဂိုလ်မျိုးတွေဟာအဲ့ဒီဌာနမျိုးရဲ့သူ့ရဲ့လောကံဆောင်ရွက်မှုဟာအလေးနဲ့မရှိသည့်အတွက်ကြောင့်ထိုဌာနကောင်းမှုကောင်းကျိုးချမ်းသာဒီဌာနကအကျိုးပေးလာပြီဆိုတဲ့အခါမှာသူဟာစိတ်ဝင်တစားလောက်တာမဟုတ်သည့်အတွက်ကြောင့်အဲ့ဒီဌာနကပေးလာတဲ့အကျိုးတရားနဲ့ပတ်သက်ပြီးတော့သူဟာ ရတော့ရလာတယ်ဒါနကောင်းမှုလုံးသည့်အတွက်ကြောင့်အကျိုးပေးတယ်အဝတ်အစားတွေပေါ်ပေါ်များများရတယ်ဒါပေမဲ့လို့ဘုကောင်းစားလဝိချင်တဲ့စိတ်သူ့မှာမပါဘာလို့လူတော့ကစိတ်ပါလဲပါလူတာမဟုတ်လို့အဲ့ဒါနကောင်းမှုရဲ့အကျိုးကိုရလာတဲ့အခါသူဟာသုံးဆွဲဖို့စိတ်ပါဝင်လာမှုမရှိဘူး အစားအစာနဲ့ပတ်သက်လာတဲ့အခါမှာလည်းပဲသူဟာကောင်းရာမောရာကို စားလို့တဲ့စိတ်ဆန္ဒမရှိဘူးစီးစရာရင်နဲ့ပတ်သက်လာလို့ရှင်လည်းပဲစိတ်ဝင်စားမှုမရှိဘူးတဲ့ရင်ကိုအသုံးပြုဖို့စိတ်ဝင်စားမှုမရှိဘူးဒါတွေမကဘူးမျက်စိကမြင်ရတဲ့အစဉ်အာယုံ နာကကြာရတဲ့အတန်အာယုနှာခေါင်းနဲ့နှမ်းရှူရတဲ့အနတ်အာယုခန္ဓာကိုယ်နဲ့လျာနဲ့လဲရတဲ့အရသာအာယုခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့ထိတွေ့အာယုလို့ဆိုရက်ဒီလူတွေလူချင်းစရာကောင်းတဲ့အာယုတွေပေါ်မှာလည်းပဲသူဟာတိတ်ပြီးတော့စိတ်ဝင်စားမှုမရှိဘူးတရားရလို့စိတ်ဝင်စားတာမျိုးမဟုတ်ဘူး ရှိရတဲ့တန်းဖြစ်ကြရဆန်းနေတဲ့အနေအထားမျိုးဖြစ်သွားတယ်။အဲ့ဒီလူဖြစ်ယုံများမကတဲ့ဒီလိုစိတ်ဝင်စိတ်မဝင်စားယုံများမက သူနဲ့ပတ်သက်လာတဲ့အချမ်းရံပုံကိုယ်တွေဟာသူ့စကားကိုသူပြောတဲ့အတိုင်းလိုက်နာမှုတိတ်မရှိကြဘူး။သူစကားကိုနားထောင်ပြီးတော့ဆောင်ရွက်လုပ်ကံမှုရှိကြဘူး။သူပြောလို့ရှိရင် နားမထောင်ကြဘူးသူခိုင်းတဲ့အလုပ်ကိုလည်းခြေပြောင်းအောင်မလုပ်ကြဘူးအဲ့ဒီလိုစိတ်မဝင်စားပဲနဲ့အလေးနဲ့မထားပဲနဲ့ဒါနကောင်းမှု လုံးလိုက်လို့အဲ့ဒီဒါနကောင်းမှုကအကျိုးပေးလို့ရှင်အဲ့ဒီလိုအခြေအနေမျိုးတွေဖြစ်တတ်တယ်ဒါဟာအတ္တကိစ္စဒါနလို့ဆိုရင်အတ္တကိစ္စတလေးတစားမဟုတ်ဘဲနဲ့အတ္တမဲ့လုံးလိုက်တဲ့ ကုသိုလ်ကောင်းမှုတွေရဲ့အကျိုးကိုရရှိလာတဲ့အခါမှာဒီလိုအလေးနဲ့မရှိတဲ့စိတ်နေသဘောထားမျိုးတွေနဲ့ကိုပြောတဲ့စကားကိုလေးနဲ့မထားတဲ့ပုံကိုယ်တွေနဲ့ဆက်ဆံနေရတဲ့အနေအထားမျိုးကိုဖြစ်ပေါ်စေတတ်တယ်ဒါဟာသဘာဝတရားပဲကိုလုံးခဲ့တဲ့အတိုင်းကိုရ reaction ရဲ့သဘောတရားဟာတုံ့ပြန်လာတဲ့အခြေအနေတစ်ခုဟာ ိုလုပ်ခဲ့တဲ့အတိုင်းပဲပြန်လေတုံ့ပြန်လာတာဖြစ်တယ်။ဒါကြောင့်မို့အလူဒါနပြုတိုင်းပြုတိုင်းဟာတလီတစားလုပ်ဖို့ပူဇော်လိုတဲ့စိတ်ချီးမြှောက်လိုတဲ့စိတ်နဲ့လုပ်ဖို့ကိုယ်တိုင်ကိုယ်လက်နဲ့လုပ်ဖို့စွန့်ပစ်ပစ္စည်းကိုပေးတာမျိုးသဘောမဟုတ်ဘဲနဲ့တကယ်ကိုတလီတစားလှူတာမျိုးလို့ လူသမားဒါနကောင်းမှုရဲ့အကျိုးဟာကိုယ်တဏ္ဍမှာရရှိလာမယ်ဆိုတဲ့ခံယူချက်ရှိဖို့အဲ့လိုမှန်ကန်တဲ့စိတ်နေသဘောထားတွေနဲ့လှူလိုက်ပြီဆိုရင်အဲ့ဒီဒါနကောင်းမှုရဲ့အကျိုးကြောင့်ရရှိလာတဲ့ပစ္စည်းသူဟာမျက်မျက်နူနူအစာအာဟာရဆိုလည်းမျက်မျက်နူနူကောင်းတာကိုကြိုက်တယ်အဝတ်အစားဆိုလည်းမျက်မျက်နူနူကောင်းတာကိုဝတ်ယုံတယ် ရင်ဆိုလို့ရှိရင်လည်းမျက်မျက်နှိုးနှိုးကောင်းမေဆိုတဲ့ရင်ကိုအသုံးပြုတယ်။ကာမဂုဏ်အာယုမျက်နှိုးဝယ်ရာတွေကိုလည်းပဲနှစ်သက်တတ်တယ်မျက်နှိုးထက်တယ်။သူ့ပတ်ဝန်းကျင်မှာဖြစ်ကြတဲ့သူ့ရဲ့အချွေရံတွေကလည်းပဲသူပြောတဲ့စကားဆိုမြေဝယ်မကြနားထောင်ကြတယ်။ဟောဒီလူအကျိုးချင်းကွဲပြားချတယ်။တလေးတစားလှူဒန်းတဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးဟာအခုလို့ ြည်ပြည်ဝါဝါအကျိုးပေးနိုင်တယ်လို့နာရဝိတထေးကြီးကိုရသော်ဗျာအရေးကြီးတဲ့အချက်တွေဟောပြောပြလိုက်တယ်ဒါဘုန်းကြီးတို့တွေတတိထားရမယ့်အချက်ပဲဒါနကောင်းမှုလုံတိုင်းလုံတိုင်းတက္ကိစတလေးတစားလှုပ်ဖို့စိတ်တိကတ်တော်ဟာပူဇော်လိုတဲ့စိတ်ချီးမြှောက်လိုတဲ့စိတ် ကိုယ်ကပေးလူပြီးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကကိုယ့်ရဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုရင် ပူဇော်လိုတဲ့စိတ်ထားကိုယ့်ရဲ့ငယ်ရဲဆိုရင်ချီးမြှောက်လိုတဲ့စိတ်ထားဘာပဲဖြစ်ဖြစ်ကိုယ့်လက်နဲ့ကိုယ်တိုင်ပါဝင်ဆောင်ရွက်လုပ်ကင်ပေးတယ်စွန့်ပစ်တဲ့ပစ္စည်းမျိုးမဟုတ်ဘဲနဲ့တကယ်ကိုမြတ်မြတ်နုံနုံထားတဲ့ပစ္စည်းမျိုးကိုပေးတယ်